ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဒီချိန်ကတော့မြောင်ပြည်စုံမှုခုံးရဲ့ Journey to the West အနောက်ရက်တို့ခီးသွားခြင်း1986ဇလန်းတွဲကို recap ခန်းစားမယ်ချိန်ပဲဖြစ်ပါခင်ဗျဆိုတော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးနောက်ကောင်းလောင်းနှိပ် VPN ဖွင့်ပြီးလို့ရုပ်ရှင်ကို like လုပ်ပြီးရင်မြောင်ပြည်နဲ့အတူတူအနောက်ရက်ကိုစွန့်စားခန်းထွက်လိုက်ကြပါစို့ခင်ဗျ ဒီပိုင်းအစမှာတော့တလောက်ကြီးကျယ်တဲ့ကျောင်းတော်ကြီးကိုဘာကြောင့်များဖြတ်စည်းထားကြသလဲဆိုတဲ့အတန်နဲ့အတူဘာကျဲကဥဆောင်ပြီးတော့ကျောင်းထဲကိုဝင်လာကြပါလေ။ဦးချင်းကလည်းဘာအတွက်လူတယောက်မှမရှိတာလဲဆိုပြီးတော့ပြောနေသလိုရှေဘေးတတ်သားဆုံးခုံးကဒီကျောင်းထဲမှာဘုံကြီးတစ်ပါးမှမရှိတာကြောင့်ထူးဆန်းနေကြောင်းဆရာတော်ကိုရှောက်တင်နေပါလေ။ဆရာတော်ကလည်းတလောက်ကြီးကျယ်တဲ့ကျောင်းတော်ကြီးကဘာအတွက်များ၆ကတ်တိတ်ဆိတ်နေတာလဲလို့ရေးရွနေခဲ့ပါလေ။ဘာကျဲကလည်းရပောင်းတော်တော်ကြာကြာခီးဆက်ခဲ့ပြီးမှတလန်းလုံးဒီကျောင်းတစ်ကျောင်းသာတွေ့ခဲ့ရပြီး တွေ့ရတော့လဲဂီဦးကြိုပြီးတော့အစာကောင်းကျွေးမယ်ဘုံကြီးတစ်ပါးတော့မတွေ့ရကြောင်ဦးချင်းကိုပြောပြနေပါလေဦးချင်းကလည်းလူတယောက်မှမရှိကြောင်းကိုထောက်ခံနေပါလေဇာတော်တို့လည်းចောင်းနှံလိုက်လံကြီးရွှေနဲ့တဏှာကနေလူတွေရဲ့အော်ဟစ်တန်ကြားကြောင်းကိုပြောနေပါလေဦးချင်းကလည်းမိုးချင်းတန်လားတော်ထင်အားကြောင်းထောက်ခံပြောဆိုနေပါလေဇာတော်ကဆုံးခုံးကိုသွားပြီးတော့ကြည့်ဖို့အတွက်ဘေးဘက်ကိုလှဲ့ကပြောစကားမဆုံးခင်မှာပဲဦးခုံးကဘေးနားမှာရှိမနေတော့ပါဘူးအပြင်ဘက်မှာတော့ရှောင်းလင်းဖုံးကြီးတွေကကြောက်တုံးကြောက်တိုင်းအလေးကြီးတွေကိုခတ်ခဲစွာ ပင်မမနဲ့တင်နေရပြီးတော့လူတချို့ကဆောင်းလင်းဖုံးကြီးတွေကြောပြင်းတွေကိုကြားပုတ်တွေနဲ့ရိုက်ကမြန်မြန်သေးကြဖို့အတွက်စီခိုင်းနေကြပါလေကြောက်တုံးတင်တဲ့လဲဘင်းကိုနောက်ကနေဒုံနဲ့ထိုးကော်ပြီးတော့ကျိုးသွားတာကြောင့်လဲကိုရှိကဆွဲနေတဲ့ကျိုးကပြက်ကအရှိန်လုံပြီးတော့ချော်လဲခဲ့တဲ့ရှောင်းလင်းဖုံးကြီးတွေကိုတော့လူတယောက်ကဖနှောင်းနဲ့ပေါက်ဇရွေးနဲ့ထွေးကအမြဲတမ်းပြန်ထဖို့ကိုပြောနေခဲ့ပါလေအလူကကြာဖို့နဲ့ရိုက်ဖို့အတွက်လက်ကိုမြောက်လိုက်ချိန်မှာဝူခုံးကတကိုးနဲ့လှမ်းမှုတ်လိုက်တာကြောင့်ခေါင်းပေါင်းကလွင့်ထွက်သွားတဲ့အတွက်ဖမ်းထိန်လိုက်ရတာကြောင့် မရိုက်ဖြစ်ခဲ့ပါဘူးကြောက်တုံးလဲတွေကိုတော့ဘုံကြီးတွေမပင်မမဲ့အပေါ်ကိုရောက်သွားအောင်လုပ်ပေးခဲ့ပြီးတို့ရဲ့အိုးထုပ်ကိုလိုက်ကောက်နေတဲ့လူမြောက်ကိုတော့အိုးထုပ်တွေကိုနေရာရွှေပေးနေကောက်မရအောင်လုပ်ပေးနေခဲ့ပါတယ်နောက်တော့ဆုံးခုံကတာအိုးဘုံတော်ကြီးဟန်ဆောင်ပြီးတော့တာအိုးဘာသာကိုးကွယ်သူတွေနေတဲ့နေရာပေးနာမှာရှိတယ်လို့အဲ့လူမြောက်ကိုမင်းနေခဲ့ပါတယ်ဟန်ဆောင်ထားတဲ့ဝူခုံကသူဟာအစားတောက်နေငယ်လူခံကျင်တာဖြစ်တဲ့အတွက်တာအိုးဘာသာဝင်နေရှိတဲ့နေရာကိုပြပေးဖို့ကိုလည်းပြောနေခဲ့ပါတယ် ဆရာတော်ကဘာကြောင့်ဒီလိုမကောင်းတဲ့စကားကိုပြောရတလဲလို့ပြောလိုက်ကအစားအသောက်အတွက်လောက်ကတော့ကျုံးမင်းစီမှာသွားပြီးတော့အလူခံလို့ရနိုင်ကြောင်းကိုပြောပြနေပါတယ်။ဘုံကြီးဆုံးခုံးကလည်းကျွမ်းမင်းကဝိထုငွေရောလူသေးလားလို့မေးတဲ့အခါမှာဒီနေရာတဝိုက်ကမြို့သူမြို့သားအားလုံးနဲ့ဘယင်ကြီးဟာတာဝဘာသာအထူးယုံနဲ့သူရိသာဖြစ်ကြောင်းကိုပြောပြခဲ့ပါတယ်။ဘုံကြီးဟန်ဆောင်ဆုံးခုံးကမဟုတ်မှာတော့လွဲတာပဲ။တာဝဘုံကြီးကဘယင်တက်လုံနေတာမဟုတ်လားလို့မေးလိုက်တဲ့အခါမှာတော့အဲ့ဒီလူတွေကအဲ့ဒီသဘောအတူတူပါပဲလို့ပြန်ဖြေလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ကျောင်းနိုင်ဘုံကြီးကိုမင်းကြီးကအလွန်ယုံကြည်ပြီးတော့နိုင်ငံတော်ဘွဲတဆိတ်တွေစက်ကတ်ကအနာမှာထားပြီးတော့ကိုးကွယ်နေတာဖြစ်ပါတယ်လို့ပြောပြခဲ့ပါတယ်။ဒီရှောင်းနေကိုရင်တွေကတော့ဇာတော်ကြီးအတွက်ကျောင်းဆောင်ဆောက်လို့ဖို့လှုပ်အားပေးနေကြတာဖြစ်ကြောင်းကိုလည်းပြောပြနေပါတယ်။ဘုံကြီးဟန်ဆောင်ဆုံးကုန်းကကျောင်းနိုင်ဘုံကြီးရဲ့ဘွဲအမိကိုသိလို့ရမလားလို့မေးလိုက်တဲ့အခါကျောင်းနိုင်ဇာတော်ကလောင်လီဖြစ်ပြီးတော့ဒုတိယဇာတော်ကတော့လူလီဖြစ်ကြောင်းတတိယဇာတော်ကတော့ရန်လီဖြစ်ပါတယ်လို့ပြောပြလိုက်ပါတယ်။ ဘဝန်ကြီးဟန်ဆောင်ဆုံးဦးခုံးကရှောင်းလင်းကိုရင်လေးတွေရဲ့အနာကိုရောက်တဲ့အခါရှောင်းလင်းကိုရင်လေးတွေကကဲပါယူပါတစားစားနဲ့ယူသေးပေးလိုက်ကြပြီးတော့သူတို့အလုံးလုံးရင်းနဲ့အိမ်မနေချောင်းကိုပြောတာကြောင့်ဘဝန်ကြီးဆုံးဦးခုံးကလည်းမကြောက်ကြဘူးအားလုံးကိုပြောလိုက်ကထားခိုင်းလိုက်ပါလိမ့်သူတွေကိုရောက်လာတာလောင်းစစ်စစ်တာမဟုတ်ဘဲနဲ့သူ့ရဲ့ဆွေမျိုးတယောက်ကိုလာပြီးတော့ရှာတာသာပြေချောင်းကိုပြောပြခဲ့ပါလိမ့်ဘုံကြီးရသေးအောင်ဆောင်ဆုံးခုံကကိုရင်တပားချင်းစီကိုလိုက်ကျင်းနဲ့လဲပေါ်ထိုင်ကားကြီးနေတာကြောင့ ဘုံကြီးရှောင်းလင်းကိုရင်တွေကဘာကြောင့်ရည်နေလဲမရှာတော့ဘူးလားလို့မေးတဲ့ခါမှာရောင်ဆောင်ဘုံကြီးက"သူအိမ်ကထွက်လာခြင်းဟာစိတ်ပူစရာစိုးရင်စရာမရှိပဲလွတ်လပ်ပေါ်ပါခဲ့ရကြောင်းမင်းတို့ကဘာအတွက်များဒုက္ခခံနေကြတာလဲ"ဆိုပြီးတော့ရှောင်းလင်းတွေကိုမေးလိုက်ပါတယ်။ရှောင်းလင်းကြီးကဖြစ်ရန်သူသူကဘုံကြီးကနောက်မှရောက်လာလို့သာမသိတာဖြစ်ကြောင်းနဲ့မင်းကြီးနှစ်သက်သဘောကျတာကတာအိုဘာသာဝင်ဘုံကြီးတွေကိုသာဖြစ်ပြီးရှောင်းလင်းဘုံတော်ကြီးတွေပေါ်မှာတော့အရန်ကိုနှိပ်ဆက်အရန်ကိုရက်ဆက်ပြီးတော့ခိုင်းစေတဲ့အကြောင်းကိုပြောပြနေပါတယ်။ ရောင်လင်းကိုတော့တပားကလည်းသူတို့ရဲ့ចောင်းဆောင်တွေကိုဖြိုချဖျက်ဆီးပြီးတော့နေစရာမရှိတော့မှသူတို့ကိုဒီလိုအလုပ်တွေခိုင်းတာចောင်းဆောက်ပေးခိုင်းနေခြင်းဖြစ်ကြောင်းကိုလည်းပြောပြလိုက်ပါတော့တယ်။ဇုံခုံကလည်းမေးစိမွေးလေးကိုတတ်လိုက်ရင်းနဲ့อืมဇလန်းကမတ်တမ်းပဲကိုလို့ပြောကအားလုံးကိုထွက်ပြေးကြဖို့ကြံပေးလိုက်ပါတယ်။ဘင်းကြီးကသူတို့ရဲ့ဘုံတူတွေကိုနေရာနှက်ကတ်ထားပြီးတော့ဘုံကြီးတွေလိုကြော်ညာထားတာကြောင့်ထွက်ပြေးမယ်ဆိုရင်လည်းထွက်ပြေးလို့မရအောင်ဆောင်းလင်းဖုံးကြီးတွေကပြောပြနေပါလေ။ကရုံးမဲဖြစ်ဖြစ် စပိန်မဲပါပါ တွေးတဲ့နေရာမှာဖမ်းပြီးတော့ပြန်ပို့ကြမှာဖြစ်ကြောင်းကိုလည်းပြောပြလိုက်ပါတယ်ဒီလိုနဲ့ဘုန်းကြီးကအင်းဇလန်းကအရန်ကိုတနာစရာကောင်းတဲ့အခန်းရောက်နေပြီပဲလို့ရေရွတ်လိုက်ကသူနဲ့တည်းတဲ့တခြားဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးရှိပြီးတော့ရှောင်းလင်တွေရဲ့ပြဿနာကိုဖြေရှင်းပေးနိုင်မှာဖြစ်ကြောင်းကိုပြောပြနေပါတယ်ရှောင်းလင်တပ်ဖွဲ့ကလည်းဟန်ဆောင်ဘုန်းကြီးရဲ့အနာကိုဝိုင်းအောင်လာကြပြီးတော့ဒီလိုဘုန်းကြီးမျိုးတကယ်ရှိသေးရင်သူတို့နဲ့မိတ်ဆက်ပေးပါလားလို့တောင်းဆိုနေကြပါတယ်သူကဟိုမှာလို့ဆိုလိုက်လို့ဘုန်းကြီးလက်ညှိုးထိုးပြတဲ့နေရာကိုကြည့်ကပြန်အလှဲ့မှာ ။ဇုံကုံကသူ့ရဲ့မူရင်းအမွှေးဖွားမြောက်ပုံပြန်ပြောင်းလိုက်တာကြောင့်အလုံးလဲလန့်ဖြန့်သွားခဲ့ကြပါတော့တယ်။အဲဒီတော့မှဇုံကုံကသူ့ဟာတကိုးရှင်မြောက်နတ်မင်းဇုံကုံသာဖြစ်ကြောင်းရှောင်းလင်းတွေကိုပြောလိုက်ကသူ့ကိုမကြောက်လန့်ကြဘူးနဲ့အနာတိုးခဲ့ဖို့ပြောနေသလိုထွက်ပြေးလွတ်မြောက်နိုင်ဖို့အတွက်ထွက်ပြေးတိုင်းကိုလည်းတင်ပြီးအောင်ပါလို့ပြောနေခဲ့ပါတော့တယ်။ဇုံကုံကသူ့အမွှေးတထုံးကိုနှုတ်ပြီးတော့အာလုံးတယောက်တပင်ခွဲယူလိုက်ကြလို့ပြောလိုက်တာကြောင့်အာလုံးလည်းခွဲဝင်ယူထားလိုက်ကြပါလေ။ဝူခုံးကပဲဆက်ပြီးတော့အမွှေးတွေကိုလက်ကလေးမှခြိထားကြဖို့ပြောကာ ထွက်ပြေးနေချိန်မှာတယောက်ကဖမ်းဆီးဒုက္ခပေးခဲ့ရင်လက်ထဲကအမွှေးကိုကြစ်ကြစ်ပောင်ဆုပ်ပြီးနမင်းကြီးလိုအကျယ်ကြီးအွန်လိုက်မယ်ဆိုရင်သူလာပြီးတော့ကဲတင်မှာဖြစ်ကြောင်းကိုမှားကြကဇုံကုံကနေရာကနေပျောက်ကွယ်သွားခဲ့ပါတယ်။အဲဒီမှာကြာဖို့သမားတွေရောက်လာပြီးတော့ရှောင်းလင်းတွေကိုကြာဖို့တွေနဲ့ရိုက်ကဆုံးမချိန်မှာရှောင်းလင်းဖုန်းကြီးကနမင်းကြီးလိုအကျယ်ကြီးအွန်လိုက်တာကြောင့်ဇုံကုံကပြန်လည်ရောက်ရှိလာပြီးတော့လူနှစ်ယောက်လည်းကစင်ကလေးအားနဲ့ထွက်ပြေးသွားပါတော့တယ်။ပြီးတော့ရှောင်းလင်းဖုန်းကြီးတွေကထန်ဆန်းကိုတော်ကိုခရီးဥကြိုပြုတ်နေကြပြီးတော့ဝါငယ်ဆရာတော်တစ်ပါးကလည်း ရှောင်းလင်းကျောင်းနိုင်ကိုသူတို့ကိုကယ်ဆယ်ခဲ့တာစုံခုံတို့ဖြစ်ကြောင်းမိတ်ဆက်ပေးနေခဲ့ပါတယ်။ပါကျဲကတော့တာအိုဘုံကြီးပဲဖြစ်ဖြစ်ရှောင်းလင်းဘုံကြီးပဲဖြစ်ဖြစ်တရားတော်ချင်းကိုကျင့်ကြံနေကြတာချင်းတူတူဘာကြောင့်မတည့်ဖြစ်နေကြတာလဲလို့မေးနေခဲ့ပါတယ်။ဘာကြောင့်အလုသမားလိုအခိုင်းခံရတာလဲလို့ဦးချင်းကဝင်ပြီးတော့မေးတဲ့အခါပါကျဲကနောက်တပကံလောက်ဆိုပြီးတော့စားစရာထပ်တောင်းလိုက်ပါတယ်။ရှောင်းလင်းဆရာတော်ကလွန်ခဲ့တဲ့နှစ်20ကျော်ကဒီရက်မှာမိုးခေါင်ရေရှားတွေဖြစ်ခဲ့ပြီးတော့တနှစ်ပတ်လုံးနေလို့မိုးတစ်စက်မှမကျခဲ့တဲ့အကြောင်း ဘုံကြီးတွေကတော့မိုးရွာဖို့အတွက်စူတောင်းယုံပဲတက်နိုင်တာကြောင့်စူတောင်းကြပြီမဲ့ဘူပေါင်းတစ်လုံးစာလောက်တောင်မိုးရေမရခဲ့ကြောင်းကိုပြောပြနေပါလေအဲဒီချိန်အဲ့တာကိုကိုတော့သုံးပါကြွလာတဲ့အတွက်မိုးသက်လေးပင်းနေကြောက်ကမိုးခေါင်ရေရှာကပ်ဘေးကနေကြော်လွှားနိုင်ခဲ့ကြကြောင်းကိုပြောပြလိုက်ပါလေအဲဒီခါမှာသူတို့ကိုဘရင်ကြီးကတကိုးမရှိတဲ့ကိုတော်တွေလို့ဆွဆွဲပြီးတော့လူပိုတွေလို့ပြောကကြောင်းတင်ခန်းတွေကိုဖျက်ဆီးပြီးတော့ဗုဒ္ဓဆင်းလူတော်တွေကိုလည်းဖျက်ဆီးကရှောင်းလင်းကိုတော်တွေကိုလည်းဒဏ်ပေးတဲ့နေတဲ့ အလောက်အောက်ခြေသိန်းတွေကိုလှုပ်ခိုင်းတော့တာဖြစ်ကြောင်းကိုပြောပြလိုက်ပါတော့တယ်။မင်းကြီးကလည်းတာအိုဘာသာကိုကူးပြောင်းသွားခဲ့ပြီးတော့တာအိုဘာသာဝင်မှန်သမျှကိုကြီးမြောက်ကရှောင်းလင်းဘာသာဝင်အားလုံးကိုတော့တွေ့တဲ့နေရာတိုင်းမှာနှိပ်ကွနေတာဖြစ်ကြောင်းရှောင်းလင်းเจ้าနိုင်ကပြောပြလျှောက်တင်လိုက်ပါတယ်။ဘာကျဲကစားစရာနောက်ထပ်တပကံလောက်ထပ်တောင်းလိုက်ပြီးတော့ဒါသက်သက်နိုင်ကျင့်တာဖြစ်ကြောင်းကိုသူကဝင်ပြောလိုက်ပါသေးတယ်။ဆရာတော်ကရှောင်းလင်းเจ้าတော်ကြီး၆ကတိတ်ဆိတ်နေခြင်းဖြစ်ကြောင်းကိုလည်းမှတ်ချက်ချလိုက်ပါတယ်။ ဇုံကုံကတော့မိုးရွာလေးတိုင်အောင်လုံနိုင်တယ်ဆိုတာမော်ပညာသေးသေးလေးတိုင်ရင်လည်းလုံလို့ဖြစ်နိုင်ကြောင်းနဲ့ဘာကြောင့်မင်းကြီးကိုတိမ်သွင်းသွားနိုင်တာလဲလို့ဝူခေါင်းကမေးတဲ့အခါအဲ့ဒီဘုံကြီးတွေကရေကိုစီဖြစ်အောင်လုံနိုင်တယ်လို့ကြောက်တုံးကိုလည်းရွှေဖြစ်အောင်လုံနိုင်တာကြောင့်ဖြစ်တယ်လို့ပြောပြလိုက်ပါတယ်ခုချိန်မှာစင်ကြယ်ချင်း၃ပါးအချင်းကိုကြည့်နေပြီးတော့အဲ့ဒီစင်ကြယ်ချင်းကိုအောင်မြင်ပါကသာဝရအသက်ကိုရရှိကအမြဲတမ်းနှူးပြိုလန်းဆန်းနေမှာဖြစ်တဲ့အတွက်မင်းကြီးကတာအုပ်ကြီး၃ပါးကိုမထားတာဖြစ်ကြောင်းကိုပြောပြနေပါလေ။တာအုပ်နန်းတော်ထဲမှာတော့မင်းကြီးနဲ့မိဖုရားကြီးဟာ တာအိုဘုန်းတော်ကြီး၃ပါးရဲ့အကြောင်းကိုရောက်လာပြီးတော့ဘုန်းကြီး၃ပါးတရားကျင့်ကြံနေတာကိုမျက်လုံးပြူးမျက်စံပြူးနဲ့ကြည့်နေခဲ့ပါတယ်။ဘုန်းတော်ကြီးလောင်လျာတရားထိုင်နေတဲ့အငိမ်မနေပဲအပေါ်တက်လိုက်အောက်ပြန်ကြလိုက်ဖြစ်နေတာကိုဇုံဦးခုံးကချောင်းကြီးပေါက်ကနေလည်းတွေ့နေရပါတယ်။အဲ့ဒါနဲ့ပဲဇုံဦးခုံးကအစွမ်းပြလိုက်တာကြောင့်တာအိုဘုန်းကြီးလောင်လီထိုင်နေတဲ့ထိုင်ဖုံကလည်းမြောက်လိုက်ကြလိုက်ဖြစ်ကတာအိုဘုန်းကြီးရဲ့ဖင်ကိုရိုက်တယ်လို့ဖြစ်နေခဲ့ပါတယ်။နောက်တော့ဦးခုံးကပါကျင်းတဲ့ဦးကျင်းတို့ကိုအစားသွားစားကြမဟေ့လို့ပြောလိုက်ကနှိုးနေတော့ ဝူချင်းကညပကြီးဘသူကျွေးနေတာလဲလို့ပြန်ပြီးတော့ပြောလိုက်ပါစင်ကြင်သုံးပါခန်းထဲမှာသေသီးတွေနဲ့စားစရာတွေဘူဖေးလိုတောင်စားလို့ရအောင်ဆုံးခုံကပြောပြလိုက်ပါလေပါကြီးကဒါဆိုသူလဲလိုက်မယ်ဆိုပြီးတော့ပြောပြီးတော့ထားလိုက်လာခဲ့ပါတော့လေအဲ့လိုနဲ့သူတို့၃ယောက်ဆရာတော်မကြောက်အောင်တိတ်တိတ်လေးထွက်လာခဲ့ကြပြီးတော့စင်ကြင်ခန်းထဲကိုရောက်ရှိလာခဲ့ကဆုံးခုံကအခုယူမစားကြဘူးနဲ့သူ့မှာအစီအစဉ်ရှိနေကြောင်းကိုပြောပြလိုက်ပါတယ် ဝုခုံးကသူ့အစွမ်းနဲ့လေတိုင်အောင်လှုပ်လိုက်တဲ့အခါဘုရားကတော့နေသူတွေအားလုံးကပိုးနဲ့မင်းကြီးလာပြီလို့ပြောပြီးတော့နန်းတော်ကိုပြန်သွားကြပါဝုခုံးတို့ကလည်းအစားတွေဒီတိုင်းယူစားလို့မသိတော့ကြောင်းပြောလိုက်ကနန်းမင်းကြီးသုံးပါးပုံစံအသွင်ပြောင်းပြီးမှအစားတွေကိုယူစားခဲ့ပါတယ်တာအိုတို့ရဲ့တပည့်တယောက်ကရှောင်းလင်းဖုန်းကြီးတွေကိုအမွေလူကောင်တယောက်ကလာခဲ့သွားတယ်ဆိုပြီးတော့လာပြောတာကြောင့်တာအိုကိုတော့ကအကုန်လုံးကိုအမြန်ပြန်ဖမ်းချဖို့မိန်ပေးနေခဲ့ပါတယ်တခြားတပည့်တယောက်ကလည်းဘုံကျောင်းထဲမှာနန်းမင်းကြီးသုံးပါးကအသက်ဝင်လာပြီးတော့အစားတွေယူစားနေကြောင်းပြောပြလာနေတဲ့အတွက် တာအိုရီယာအန်အုံးထိတ်လိုက်ပြီးတော့စင်ကြယ်ကြောင်းကိုပြန်ထွက်လာကြပါတယ်တာအိုသုံးယောက်စင်ကြယ်ကြောင်းထဲကိုရောက်တဲ့အခါစားတွင်စားကြံတွေကိုတန်နေမိတာကြောင့်တာအိုလူလီကချော်လဲသွားခဲ့ပါတယ်တာအိုရီကသူတို့ရဲ့စင်ကြယ်မှုကြောင့်လေကြီးမိုးကြီးတွေကြကမိုးနံမင်းကြွာလာတာဖြစ်နိုင်ကြောင်းနဲ့မိုးနံမင်းစီကရေစင်တောင်းမှုအကြံဖြစ်ပေါ်လာပါတော့တယ်တောင်ဘုံကြီးသုံးပါအတဝင်လှူရှားနေနမင်းသုံးပါရှိမှဒူးထောက်ပြီးတော့သူတို့အာသနာညာရာသောအပြင်ရေစင်များရွှေမုံများစုံကဲကြဖို့ကိုပြောလိုက်ပါတော့တယ် နမင်းတပားတွေကနေစကားပြောသံထွက်ပေါ်လာပြီးတော့သူတို့ကမမုံသီးပွဲတော်ကနေကြွားချီလာကြတာဖြစ်ကြောင်းနဲ့ရွှေမုံရှည်စားတွေမပါခဲ့တာကြောင့်နောက်တနေ့မှယူလာပြီးမှဖြစ်ကြောင်းရေစင်အတွက်ထဲစရာသွားယူဖို့အတွက်ကိုစေခိုင်းလိုက်ပါလိမ့်ထဲစရာသွားယူပြန်လာတဲ့ခါမှာတာအုပ်သုံးပါးကိုတကားပြင်းကနေသွားဆောင်လေးစီပြီးကောင်းငင်လျှို့ဝှက်ချက်ကိုဘသူမှပြန်မပြောဖို့လဲမှားကြားထားလိုက်ပါလိမ့်ဇုံကုံတို့၃ယောက်လည်းရှေ့ကိုရောက်လာတဲ့အိုးခွက်တွေကိုယူကအိုးတွေတဲကိုရှူရှူကိုစီပန်းထဲကရေစင်ရည်ပြစ်တဲ့တော့ လာယူကြလို့ရပြီလို့ခေါ်လိုက်ပါတော့တယ်။တောင်သုံးမှလည်းအများရောက်လာပြီးတော့ရေစင်အိုးတွေကိုမကမောတောက်လိုက်ကြပါတော့တယ်။ရေစင်တွေကိုမောတောက်ပြီးတော့တယောက်ကလည်းငန်ကြည့်ကြည့်နဲ့တယောက်ကလည်းတခုခုနန်းနေတယ်လို့ပဲလို့ပြောတော့နောက်တယောက်ကလည်းရေစင်ဆိုတာဒါမျိုးပဲဖြစ်မှလို့ထင်လိုက်ပြီးတော့အကုန်လုံးမောတောက်လိုက်ကြပါတော့တယ်။အားလုံးတောက်ပြီးသွားတဲ့ချိန်မှာတော့ပါကျဲတို့သုံးယောက်ဟာမူလာသွင်းတွေကိုဖန်ဆင်းလိုက်ကြပြီးဟဟပပရီမောကသေးတောက်ညီကိုလေးကသေးတောက်ညီကိုလေးလို့ပြောကလောင်ရင်နေကြပါတော့တယ်။ တာဝူကြီးကလည်းဆုံးခုံကိုကြည့်ကရှောင်းလင်းကိုကဲထုတ်သွားတဲ့အမွေးရှိကိုရင်လို့ပြောကအန်အော်နေကြပါလိမ့်တာဝူ၃ယောက်ဟာရောင်ကြီးတွေနဲ့ပြစ်ခဲ့မယ်ဆုံးခုံတို့၃ယောက်ဟာကိုယောင်ဖြောက်ပျောက်ကွယ်သွားခဲ့ပါလို့လေနောက်မှမင်းကြီးနဲ့သွားတိတ်ပေးတဲ့အခါမှာမင်းကြီးကနတ်မင်းကြီးတို့မှနန်းနန်းနဲ့ကိုဝင်ပြီးတော့နိုင်ငံတော်ရဲ့ဆရာတော်ကြီးတွေကိုလည်းနှောက်ရက်ရဲတဲ့သူတွေကိုဖမ်းချုပ်ဖို့ပြောတဲ့အချိန်မှာပဲအပြင်မှာဘုံကြီးလေးပါရောက်နေကြောင်းရဲမတ်တယောက်ကလာပြီးတော့ရှောက်ထားနေခဲ့ပါလိမ့်ထန်ဆန်းကိုတော်တို့ရောက်လာချိန်မှာတော့တာဝူဖုံးတော်ကြီးတစ်ပါးက သူတို့ကိုအမြန်ဖမ်းပြီးတော့တတ်လိုက်ဖို့ပြောတဲ့အခါမင်းကြီးကလည်းမဆိုင်မတော့တတ်ပြစ်လိုက်ဖို့အမိန်ပေးလိုက်ပါတော့တယ်။ဒန်ဆန်းဆရာတော်ကသူတို့ဟာဘာအပြစ်ကျူးလွန်ထားတာရှိတဲ့တို့ကသေးတံပေးရတာလဲလို့မေးတဲ့အခါအဖေမရှိတဲ့မိဖုရားကြီးကစုံအသွားခဲ့ပါတော့တယ်။ဘီရင်ကြီးကတော့နိုင်ငံတော်ရဲ့ဆရာတော်ကြီးတွေကိုအပြစ်လုပ်ထားပြီးတော့အပြစ်မရှိဘူးလို့ပြောချင်သေးတာလားလို့ပြန်ပြီးတော့မေးခဲ့ပါတယ်။နိုင်ငံတော်ရဲ့ဆရာတော်ကြီးဆိုတဲ့အတန်ကိုကြားတာကြောင့်စုံကုန်းတို့၃ယောက်ကဟာပတ်ပတ်ရီမောနေကြပါတော့တယ်။ဒန်ဆန်းကိုတော့သူတို့ဟာအရှိတ်ကလာပြီးတော့ အနောက်ဘက်ကိုကျန်းစာသွားပေးမယ်သူတွေဖြစ်တာကြောင့်ဘယ်တော့မှဆရာတော်ကြီးတွေနဲ့မတွေ့ခဲ့ဘူးသေးတောင်းကိုပြောကြားလိုက်တာပါဘီရင်ကြီးကလည်းသူတို့ကထန်နိုင်ငံကလာတာဖြစ်တယ်လို့ဆရာတော်ကြီးတွေကိုပြောတဲ့အခါဆရာတော်ကြီးကသူတို့ကရှောင်းလင်းကိုတော်တွေကိုလွတ်ပေးခဲ့ကြပြီးတော့စင်ကြယ်နတ်နန်းတော်ကိုလည်းဝင်ရောက်စော်ကားသွားတဲ့အတွက်ခွင့်လွတ်ပေးလို့မရကြောင်းပြောကာသေရန်ပေးဖို့သာပြောနေခဲ့ပါတော့တယ်နတ်ဘုံเจ้าကိုနှောက်ရတဲ့ဆိုရင်သူတို့ကိုတွေးခဲ့ကြောင်းတတ်တည်ပြဖို့နဲ့သူတို့ရဲ့နာမည်တွေကိုလွဲသုံးစားမလုပ်သင့်ကြောင်းပြောလိုက်တဲ့အခါ တာအိုတွေကလည်းတေချာပေါက်မြင်ခဲ့ကြတာဖြစ်ကြောင်းပြောလိုက်သလိုဇုံကုံကလည်းမဟုတ်မှန်ကြောင်းကိုညှင်းဆန်နေပါမကြာခင်မှာပဲရဲမှတ်တယောက်ကလည်းပြည်သူတွေအားပြင်မာရောက်နေကြပြီးတော့နတ်ဆရာကြီးတွေစီမှာမိုးရွာအောင်ဆူတောင်းကြဖို့အတွက်တွေးခွင်တောင်းနေတဲ့ကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်ပြည်ကြီးကလည်းတေချာပေါက်မိုးရွာပေးမှာဖြစ်တာကြောင့်ပြည်သူတွေကိုပြန်လွှတ်လိုက်ဖို့ပြောလိုက်ပါတယ်ပါကျဲကလည်းသူတို့မိုးရွာအောင်လုပ်ပေးကြဖို့ပြောတဲ့အခါဇုံကုံကခဏနေအောင်လို့ပြောလိုက်ပါတယ် ။နောက်မှဘီရင်ကြီးကဆရာကြီးတွေကိုပဲအားကိုးရမှာဖြစ်တယ်လို့ပြောလိုက်တဲ့အခါမိုးရွာဖို့ကမခတ်ပါဘူး။ဘုံကြီးတွေကိုသာတတ်ပေးပါလို့တာအိုလောင်လီကတောင်းဆိုလိုက်တာပါ။မင်းကြီးကမိန်ပေးဖို့ထားလိုက်တဲ့အခါမိဖုရားကြီးကတားဆီးလိုက်တဲ့အချိန်မှာပဲဇုံကုံကသူတို့လည်းမိုးရွာအောင်လှုပ်တက်ကြောင်းလှမ်းပြီးတော့ပြောလိုက်ပါလေ။မိဖုရားကြီးကလည်းသူတို့ကိုစမ်းပြိုင်ခိုင်းကြည့်ဖို့အကြံပေးလိုက်တော့တာပါ။တာအိုလောင်လီကရှုံးသွားရင်ဘာပေးမှလဲလို့မေးလိုက်တဲ့အခါဝူခုံးကသူတို့ရှုံးသွားလို့ရှိရင်တတ်လို့ကတတ်လို့ရနိုင်ကြောင်းကိုပြောလိုက်တာပါ။ တကယ်လို့နိုင်ခဲ့တော့နောက်ဘက်ကိုခီးဆက်ခွင့်ပြုရမှာဖြစ်ကြောင်းဘရင်ကြီးကဂရီပေးလိုက်ပါလေဒေလုံနဲ့ပြိုင်ပွဲချင်းပါဆေးမြင့်အလေကိုရောက်မှာတော့ဒန်ဆန်းကိုတော့အဖွဲနဲ့တာအိုတို့အဖွဲအများနဲ့ချင်းဆိုင်ရက်နေကြပြီးနောက်တော့တာအိုဆရာကြီးလောင်ဒီကဆေးမောတက်ပြီးတော့ဂါရာတွေရုတ်ဖို့ပြင်ဆင်တဲ့အခါမှာဇုံကုံကနှစ်အောင်စလုံးဆေးမောတက်သွားခင်ဘသူ့ဆွမ်းနဲ့မိုးရွာမှမသိဖြစ်နေမှာကြောင့်မင်းကြီးရဲ့ရှေ့မှာတခါတည်းရှင်းအောင်လှုပ်ဖို့အကြောင်းကိုပြောလိုက်ပါလေတာအိုကြီးလောင်ဒီကတော့မင်းကြီးကဘသူ့ကြောင့်ဆိုတာပြောစရာမလိုအောင်တီးပြီးသားဖြစ်တယ်လို့ပဲပြောနေခဲ့ပါတယ် ဇုံကုံကလည်းမင်းကြီးကအသိပေမဲ့ဝေးရလာတဲ့သူကတော့မသိနိုင်ကြောင်းပြောလိုက်တဲ့အခါမိဖုရားကြီးကကိုရင်လေးကစိတ်ဆက်တာပဲလို့ပြောကချီးကျူးနေပါတော့တယ်။ဘီရင်ကြီးကတာအိုကိုရှင်းအောင်ပြောပြလိုက်ဖို့ပြောတဲ့အခါတာအိုက "तू အမိန်ပေးလိုက်တာနဲ့ပထမအဆင့်လေပင်းတွေတိုက်လာမယ်။ဒုတိယအဆင့်နေနဲ့လေပွေတွေထလာပြီးတော့တတိယအဆင့်နေနဲ့တိမ်တွေထူလာမယ်။စတုတ္ထအဆင့်နေနဲ့ဘိုးတွေရွာချလာပြီးတော့ငါးဆင်းမြောက်ရောက်မှာတော့မိုးရွာတာရက်သွားမှာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။တာအိုကြီးလောင်လျာဆင်းမုံတတ်သွားပြီးတော့ဓာအိုကိုဝင့်ကကာရာကိုရုတ်ဖတ်လိုက်တဲ့အခါမှာ လေပင်မုန်တိုင်းတွေကတကယ်ပဲတိုက်ခတ်လာပါတော့လေနောက်တော့မိုးသားတိမ်လေးတွေတက်လာချိန်မှာဝူခုံးကကိုခွဲနဲ့တက်သွားပြီးတော့လေဖွားဖွားကိုလေတိုက်နေတာရက်ခိုင်းလိုက်တာကြောင့်လေတိုက်တာရက်တန့်သွားပါတော့လေဇုံခုံးကမိုးနဲ့မင်းလေနဲ့မင်းတိမ်နဲ့မင်းတွေကိုဘာကြောင့်မိဆောက်ကူညီနေရတာလဲလို့မေးလိုက်တဲ့အခါမှာနတ်မင်းတွေကမသိလို့သာကူညီမိတာဖြစ်ကြောင်းကိုလည်းပြန်ပြီးတော့ပြောကြလိုက်ပါတယ်ဝူခုံးကအကြောင်းဆုံးရှင်းပြလိုက်ပြီးတော့သူကအဲ့ဒီမိဆောက်တွေနဲ့မိုးရွာအောင်ပြန်ပြီးတော့ဂါတာရွတ်နေတာဖြစ်တဲ့အတွက်သူလည်းရောက်မှသာမိုးရွာပေးဖို့ကိုပြောထားခဲ့လိုက်ပါတယ် တောင်ကြီးလောင်လီကလည်းဂါရာလေးကမြောက်ရွတ်တဲ့ထိမိုးမရွာတာကြောင့်ဘယင်ကြီးကလေးကဂါရာရွတ်ပြီးမိုးမရွာဘူးလို့လှမ်းပြီးတော့អော်နေခဲ့ပါတယ်။တောင်လောင်လီကလည်းအဲ့ဒီနတ်လေးပါးလုံးကအိမ်မှာမရှိတာကြောင့်မိုးမရွာတာဖြစ်နိုင်ကြောင်းကိုပြောပြနေပါတယ်။ဇုံခုံကတော့တောင်လောင်လီရဲ့ဂါရာဆွမ်းမထက်လို့မိုးမရွာတာသာဖြစ်ကြောင်းပြောပြီးတော့သူရွတ်ပြတော့မှဖြစ်တာကြောင့်ဘယင်ကြီးကဇုံခုံကိုဂါရာရွတ်စေခဲ့ပါတယ်။ဇုံခုံကဆရာတော်ကိုစေမင်းဘော်ကိုပင့်ခေါ်သွားပြီးတော့ဂါရာကိုရွတ်ဖို့နဲ့မိုးရွာတာသူကိစ္စသာထားလိုက်လို့ပြောခဲ့ပါတယ်။ ။ဝူခေါကလည်းကောင်းကင်ကိုချက်ပြလိုက်တဲ့အခါမှာတော့မိုးရော၄ပါးကြာဆင်းလာခဲ့ပါတော့တယ်။ဇုံခုံကမိုးကိုရက်သွားဖို့တားဆီးလိုက်တဲ့အခါမိဖုရားကြီးကလည်းမနှောတွေတွေ့သဘောတွေခွေက မွေးထူလေးမွေးထူလေးနဲ့ဖြစ်နေခဲ့ပါတော့တယ်။အဲဒီမှာတာအူကြီးလောင်လီကမိုးရွာတာဇုံခုံလောက်တာမဟုတ်ကြောင်းဂါထာကသူရွတ်ထားတာဖြစ်ကြောင်းနဲ့ဇုံခုံတို့စင်ပေါ်ရောက်လာချိန်မှနမင်းကြီးလေးပါအိမ်ပြန်အောင်လာကဂါရာတန်ကိုကြားသွားခဲ့တာဖြစ်ကြောင်းအဲ့ဒီတော့မှမိုးရွာချတာဟာသူဂါရာကြောင့်သာဖြစ်ကြောင်းကိုပြောပြနေခဲ့ပါလေ ဇုံခုံကတော့နမင်းကြီး၄ပါးဘယ်အိမ်ဟုံးကပြန်သွားတာမဟုတ်ကြောင်းနဲ့အခုလဲကောင်းကင်ဘော်ကလေထဲမှာပဲရှိသေးတာကြောင့်မင်းကြီးတွေးဆုံလို့ကမိတ်ဆက်ပေးလို့ရတယ်ဆိုရဲအကြောင်းကိုပြောလိုက်တာကြောင့်မင်းကြီးကသူ့နန်းသား20တွင်းမှာနမင်းကြီးတွေကိုမတွေ့ဘူးတာကြောင့်မိတ်ဆက်ပေးဖို့အတွက်ကိုတောင်းဆိုလိုက်ပါတယ်တောင်ကြီးလောင်လီကသူရင်ခေါ်ပြမယ်ဆိုပြီးတော့နတ်၄ပါးကိုခေါ်ခဲ့ပြီမြဲဘာနတ်မှလာမနှက်ခဲ့ပါဘူးဇုံခုံလဲရောက်တဲ့ခါမှတော့ဝူခုံကနမင်း၄ပါးကိုကိုထင်ပြဖို့အတွက်တောင်းဆိုလိုက်တာကြောင့်နတ်၄ပါးကိုထင်ပြတာကိုမင်းကြီးကနှစ်ဖူးတွေဒူးတွေဂျုံလိုက်ရပါတော့တယ် ဘီရင်ကြီးကထန်ဆန်းကိုတော်တို့လေးယောက်ကိုနိုင်ငံဖြတ်တန်းဝင်လက်မှတ်တစ်စိတ်တုံးကိုလည်းထူပေးလိုက်ပါလေတာအိုကဘုံတော်ကြီးကိုအယိုသေးမပြူပဲနေတာကြောင့်မင်းကြီးကအယိုသေးပြူဖို့ပြောလိုက်တဲ့အခါတာအိုတို့ဖွဲကနောက်တစ်ပွဲထပ်ပြီးတော့ပြိုင်ဖို့တော့တောင်းဆိုခဲ့ပြန်ပါလေမင်းကြီးကဘာပြိုင်မှာလဲလို့မေးတဲ့အခါတာအိုရန်လီကတရားထိုင်ပြိုင်မယ်လို့ပြောလိုက်တာပါဘုံကြီးကထန်ကိုတော်ဟာတရားထိုင်ကျင့်ကြံနေတဲ့သူတွေဖြစ်တာကြောင့်တာအိုတို့ကိုရှုံးသွားနိုင်ကြောင်းဖြောင်းပြတော့တာအိုရန်လီကသူကလက်တွဲထားစရာမလိုပဲစင်မမအကြာကြီးထိုင်နိုင်ကြောင်းကိုပြောနေပါတယ် နောက်တော့မင်းကြီးကတိမ်ပေါ်မှာတရားထိုင်မှုတော့တိမ်ပေါ်တက်ဖို့လေကားပြင်စီလို့အမိန့်ချလိုက်ပါတော့တယ်။မင်းကြီးကထံကိုတော့ကိုတရားပြိုင်ထိုင်တာကိုသူကြီးကျင်ကြောင်းပြောပြလိုက်ပါတယ်။ထံဆန်းကတရားထိုင်တဲ့ကိစ္စမှာသူ့အတွက်ကတနေ့ကြာထိုင်နေလဲဘာမှမဖြစ်ကြောင်းတိမ်ပေါ်တက်ဖို့ကိစ္စမှာတော့သူ့အတွက်ပြဿနာရှိကြောင်းဝူခုံးကိုပြောနေခဲ့ပါတယ်။ဝူခုံးကဆရာတော်တက်တာသွားစက်မှာတိမ်ပေါ်ရောက်ကိုပို့ပေးဖို့ကသူ့တောင်းဝန်ထားလိုက်လို့ပြောပြီးတော့ဆရာတော်ကိုလွှတ်လိုက်ပါတယ်။ဇုံခုံးရဲ့အစွမ်းနဲ့ဆရာတော်ကတိမ်ခုံးပေါ်ရောက်ရှိခဲ့ပြီးတော့တာအိုလူလီက သူ့ရဲ့တကူးနဲ့မျော့တကောင်ဖန်စင်းကဇာတော်ရဲ့လေဘေးမှာကပ်ပေးလိုက်တာကြောင့်ဇာတော်ဟာတွန့်လိန်တွန့်လိန်ဖြစ်နေရပါလေ။လောင်လီကဘီရင်ကြီးကိုသွားပြီးတော့ဟိုကိုတော်တွန့်လိန်နေပြီးတရားမထိုင်နိုင်တော့ကြောင်းသွားပြီးတော့ပြောနေခဲ့ပါလေ။ဇုံခုံကဇာတော်စီသွားကြည့်တဲ့ကဇာတော်မှာအကောင်ကိုက်နေမှန်းသိတာကြောင့်လူဒီတို့ကလက်ချက်မှန်းသိကသူတို့ကိုလည်းပြန်နှောက်ရမယ်လို့ပြောလိုက်ပြီးဘိုးကောင်တကောင်ဖန်စင်းကမျက်နာမှာကပ်ပေးလိုက်တဲ့တော့ရန်လီယာမခံနိုင်တော့ပဲအောက်ကိုပြုတ်ကျလာခဲ့ပါတော့တယ်။ဇာတော်ကတော့ဇုံခုံရဲ့အစွမ်းနဲ့အောက်ဘက်ကိုပြန်ဆင်းလာခဲ့ပြီး မိဖုရားကြီးကလည်းထန်ဆန်းကိုတကယ်တမာရီနဲ့ပြည့်စုံတဲ့ကိုတော်တပါးဖြစ်ကြောင်းကိုချီးကျူးနေတော့တာပါလူလီကတော့သူ့ညီလေးရန်လီကကောင်းကိုင်းနေတာကြောင့်သာထန်ဆန်းနိုင်သွားခဲ့တာဖြစ်ပြီးသူနဲ့ပစ္စည်းခံမန်းတာထပ်ပြီးတော့ပြိုင်ကြမယ်လို့ပြောနေခဲ့ပါတယ်မိဖုရားကြီးကပစ္စည်းခံမန်းတာဘလို့လဲလို့မေးလိုက်တဲ့အခါအကာအကွယ်နဲ့ထားတဲ့အထက်ကပစ္စည်းကိုဘာပစ္စည်းလဲလို့ခံမန်းမှာဖြစ်ကြောင်းကိုပြောပြနေပါတယ်ပစ္စည်းခံမန်းတာမှာသူတို့ကတာခဲ့လို့ရှိရင်သူတို့ကိုသွားခွင့်ပြုပြီးတော့တကယ်လို့သူတို့ကိုမရှင်နိုင်ခဲ့မင်းကြီးကသူတို့ကိုတေးတံပေးရမှာဖြစ်ကြောင်းကိုပြောပြနေပါတယ် ဘီရင်ကြီးကမေတော်ကြီးရဲ့အနီအောင်တစ်တာတွေမှာနှစ်သက်ရာရဲနာတစ်ခုကိုထားလိုက်ပါလို့ပြောလိုက်တာကြောင့်မိဖုရားကြီးကပစ္စည်းကိုယူပြီးတော့ဘီရိုထဲမှာသွားထားလိုက်ပြီးတော်ခတ်လိုက်ပါတော့တယ်လူလီကခေါင်းပြီးတောက်ထက်ဒီပါဝါတွေထုတ်ပြီးတော့ဘီရိုထဲမှာမြေချောင်းရဲ့တောင်တွေရဲ့တိုင်းပြည်တွေရဲ့ဘာညာတွေထဲထားတောင်းပြောတဲ့အခါမိဖုရားကြီးကဘီရင်ကြီးကိုခေါင်းညှိပြလိုက်ပြီးဘီရင်ကြီးကထန်ဆန်းကိုတော်ရဲ့အလဲမလို့ခံမန်းမအောင်လို့ပြောလိုက်တဲ့အခါဇာတော်ဦးခွန်ကတိုးတိုးကပ်ပြောပြီးအထဲမှာပြဲနေတဲ့အဝိစာတစ်ခုသာထဲထားတောင်းပြောလိုက်တဲ့အခါ ဘင်းကြီးကဒေါသထွက်သွားပြီးတော့သူ့ရဲ့တိုင်းပြည်ကရဲနာကိုလောင်ပြောင်ရဲတာလားလို့မေးလိုက်တာကြောင့်လူလီကဘုံကြီးဖွဲ့ကိုဖမ်းဖို့အမိန်ပေးလိုက်ပါတယ်။ဇုံခုံကဘင်းကြီးကိုဗီဒီယိုကိုဖွင့်ကြည့်ပြီးပြောမှသာရှင်းလင်းတရားမျှတာမှဖြစ်ကြောင်းလည်းပြောပြနေခဲ့ပါတယ်။အိုင်မာမိဖုရားကြီးကဗီဒီယိုကိုတော့သွားဖွင့်နေချိန်မှာဇာတော်ကတော့စိုးရိမ်နေခဲ့ပါတယ်။မိဖုရားကြီးကဗီဒီယိုတကားကိုဖွင့်လိုက်ချိန်မှာအမှန်တကယ်ပဲအဝိစုတ်တစ်ခုဖြစ်နေမှန်းကိုသိလိုက်ရပါတော့တယ်။တာအောင်ကြီးအောင်၃00ဗီဒီယိုတဲကအဝိစုတ်ကိုကြည့်နေဒါဘာလဲဆိုပြီးတော့အံ့ဩနေကြပါတော့တယ်။ ။ဘာကျဲကလည်းဝူခုံးကိုတော်ချောင်းချီးကျူးနေပြီးတော့ဘီရင်ကြီးကလည်းဘီလိုတဲကသူ့တိုင်းပြည်ရဲနာကိုကြည့်ကဒေါသတွေထွက်နေခဲ့တာပါ။ဘာကျဲကလည်းဒီလိုအစုပ်ပလုတ်တွေကိုတိုင်းပြည်ရဲနာလိုသတ်မှတ်ပြီးထားရလားလို့မေးကနောက်ပြောင်နေခဲ့ပါလေ။ဘီရင်ကြီးကလည်းမိဖုရားကြီးကိုဒါဘလို့ဖြစ်တာလဲလို့မေးလိုက်တဲ့အခါမိဖုရားကြီးကသူကိုယ်တိုင်တေချာထဲခဲ့တဲ့ရဲနာစီချေပေါ်ဝါကဘာကြောင့်အဝိစုပ်ဖြစ်နေရသလဲဆိုတာကိုသူလည်းစဉ်းစားလို့မရတော့ကြောင်ပြန်ပြောနေခဲ့ပါလေ။လောင်လီကတော့အခုဆိုရင်ထန်ကိုတော်နဲ့သူတို့ကလက်ရည်တူဖြစ်နေပြီး သူတို့ဟာဂျုံတန်းတောင်ပေါ်မှာနှစ်နှစ်လလလေးကျင်လာခဲ့တာကြောင့်သူတို့နဲ့ထပ်မံရှင်ပြိုင်ကျင်သေးကြောင်းပြောတဲ့အခါဘီရင်ကြီးကလောင်လီကိုဘာအစွမ်းရှိသေးလို့လဲလို့မေးနေခဲ့ပါလေ။လောင်လီကခေါင်းပြတ်ခံရင်အောင်ပြန်ပြီးတော့အသက်ရှင်နိုင်တယ်လို့ပြောနေသူတို့လူလီကလည်းပွက်ပွက်ဆူနေတဲ့စီထဲမှာကူးပြနိုင်ကြောင်းကိုပြောနေခဲ့တာပါ။ရန်လီကတော့ဦးရီကလီစာတွေကိုဖောက်ပြီးတော့နှလုံးကိုပါထုတ်ပြနိုင်ကြောင်းပြောတာကြောင့်မိဖုရားကြီးမှအလုံးမဲအံ့ဩတုန်လှုပ်သွားခဲ့ရပါလေ။ဘီရင်ကြီးကဒါရီယာသေစေမဲ့လမ်းဖြစ်တာကြောင့်မပြိုင်စီချင်းကြောင်းပြောတဲ့အခါ တောင်ကြီးကိုတော့ကမဖြစ်မနေပြိုင်ကိုပြိုင်မှာဖြစ်ကြောင်းကိုပြန်ပြောနေခဲ့ပါလိပြင်းကြီးကလည်းထန်ကိုတော့ကိုသူ့ရဲ့ဆရာကြီးတွေကလွန်မပေးစေခြင်းကြောင့်ဦးကလီစာတွေဖောက်ပြီးတော့နှလုံးကိုထုတ်ပြတဲ့ပွဲပြိုင်ကျင်သေးတောင်းကိုပြောပြနေပါလိဦးခုံးကမိဖုရားကြီးရဲ့နားကိုသွားပြီးတော့ရှီရတွေတော့ကဘုံကြီးတစ်ပါးကောင်းဖြတ်ပြီးပြန်ဆက်စီတဲ့ဂါရာကိုတင်ပေးခဲ့ကြောင်းအစွမ်းထမထမသိရပေမဲ့ဒီနေ့မှာအခွင့်ကြုံလာကြောင်းစမ်းသပ်ကြည့်ခြင်းကြောင်းကိုခွင့်တောင်းနေပါလိမိဖုရားကြီးကလည်းခေါင်းဖြတ်တဲ့ကိစ္စကြီးဆိုတာစမ်းသပ်လို့ရာကောင်းတဲ့အရာမဟုတ်ကြောင်းနဲ့ အမားရင်းရှိသွားရင်အသက်ကိုပါပေးရရနိုင်ကြောင်းမင်းကြီးကိုတေချာသွားပြောပြီးမှအနောက်ဘက်ကိုသွားခွင့်ပြုပါတော့မယ်လို့ပြောနေခဲ့ပါလေ။ဇုံခုံတို့ကတော့ပြန်လွတ်ပါတော့မယ်လို့ပြောနေတဲ့ကြားကပြိုင်မယ်ပြိုင်မယ်ဆိုပြီးတော့ပဲပြောနေခဲ့တာပါ။ဘင်းကြီးကလည်းကိစ္စအတိတ်နဲ့ကိုမသိလို့သာဇုံခုံကပြောနေတာဖြစ်ကြောင်းနဲ့ကောင်းဖြားလိုက်ရင်တေဆုံးနိုင်ကြောင်းကိုပြောပြနေပါလေ။လောင်လီကတော့အဲ့လိုအရှုံးနိုင်သေးကွဲမှသာသူတို့ရင်ထဲကအမုန်းတရားကပြေပြောင်းနိုင်မှာဖြစ်ကြောင်းကိုပြောကဇုံခုံကိုကောင်းဖြားဆက်ထဲထည့်ပြီးတော့ခေါင်းကိုဓာတ်နဲ့ပိုင်းချလိုက်ပါတော့လေ။ တောင်ညီနောင်တို့ကခေါင်းပြသွားတဲ့ဇုံခုံကိုကြည့်ကသဘောတည်းကြာနေပြီဇုံခုံကလည်းခေါင်းပြကြီးတန်းလန်းနဲ့ရှောက်သွားနေခဲ့ပါတယ်။နောက်မှဝူခုံကခေါင်းလာခဲ့စမ်းလို့ခေါ်လိုက်ပြီးတော့သူ့ရဲ့ခေါင်းကိုပြန်ဆက်လိုက်တဲ့အခါမှာတော့တောင်တို့သုံးယောက်လည်းအန်အောပနံဖြစ်သွားရပါတော့တယ်။ဝူချင်းကလည်းပါကျဲကိုဝူခုံမာဒီလိုစွမ်းနေရှိနေအခုမှသိရကြောင်းကိုပြောပြနေတာပါ။ပါကျဲက82မျိုးရုပ်ပြောင်းရုံလဲလှုပ်လို့ရမှာတော့ခေါင်းကလည်း82လုံးအောင်ရှိမှာပေါ့လို့ပြောလိုက်ပြီးတော့ဒါမှထူးဆန်းပါဘူးလို့ဝူချင်းကိုပြန်ပြီးတော့ပြောနေခဲ့ပါတယ်။ ။ဘီအင်ဂျီကလည်းခုလိုမြင်လိုက်တာရန်တွေထူးဆန်းအံ့ဩနေပြီးတော့ဇုံခုံခေါ်ကလည်းဘင်းကိုကင်ကြည့်နေခဲ့ပါတယ်။မိဖုရားကြီးကလည်းတကယ်ကိုအစွမ်းရှိလာဖြစ်ကြောင်းနဲ့အမာယိုလေးတောင်မှမကြံခဲ့ကြောင်းကိုပြောနေခဲ့တာပါ။ဇုံခုံကလည်းတာအိုဆရာကြီးတွေအလှည့်ရောက်ပြီးဖြစ်ကြောင်းပြောလိုက်တဲ့အခါဘီအင်ဂျီကလည်းဇုံခုံတို့ကခွင့်လွှတ်ပေးမှာမဟုတ်ကြောင်းနဲ့ဆရာကြီးတို့ရဲ့ခေါင်းပြတ်အလှည့်ဖြစ်ကြောင်းကိုပြောလိုက်ပါတော့တယ်။လောင်လီယာခေါင်းပြဆက်တဲ့ဝင်သွားခဲ့ပြီးဖြတ်တော့လို့အမိန်ပေးလိုက်တာကြောင့်အာနာဘကွက်သားကခေါင်းကိုဖြတ်ချလိုက်ပါတော့တယ် လောင်လီဆရာကြီးရဲ့ခေါင်းပြတ်ထွက်သွားတဲ့အခါမှာတော့ဇုံခုံကခွေးတကောင်ဖန်ဆင်းပြီးခေါင်းပြတ်ကိုခြီသွားစေလိုက်ပါတယ်။အဲဒီမှာလူလီနဲ့ရန်လီကလည်းထွက်ပြေးသွားခဲ့ပြီးတော့ဒီဘိုင်းကတော့ဒီမာရီရန်နာသွားခဲ့ပါတယ်ခင်ဗျာ။ OK ပါဒီနေ့ရက်တင်ဆက်မှုကဒီလောက်ပါပဲခင်ဗျတဖြည်းဖြည်းနဲ့အနောက်ရက်သို့ခီးသွားလာခဲ့တာတဝက်တောင်ကြောကြောကိုရောက်လာခဲ့ပါပြီဆိုတော့ဇုံခုံနဲ့ဆရာတော်တို့ရဲ့စွန်စားခန်းတွေကိုလည်းနောက်ဒီမှာဆက်ပြီးတော့တင်ဆက်ပေးဖို့မှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ပြီးတော့ဗီနာအကောင်လေးကိုနှိပ်ထားကစောင့်ကြည့်နိုင်ကြောင်းပါဒီ channel မှာ recap တွေတင်ဆက်ပေးနေရဖြစ်လို့ရုပ်ရှင်တွေအပြည့်ပြန်ကြည့်နေတယ်ဆိုရင်လည်း Telegram channel ကို join ထားလို့ရအောင်လည်းပြောပြစီဆိုတော့ဒီနေ့မှာစာကနေဆုံးဒီ live ပါကြည့်ရှုအားပေးခဲ့တဲ့ချိန်ပေးခဲ့ကြတဲ့မြောင်းချေသူပေါင်းသူတော်ကောင်းတို့အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်အန်ခင်မှုပါ